တခုတည်းတော့ဆုံးဖြတ်ချက်ပဲချတော့လေဖြိုးချုံမရှိတော့ဘောဖြိုးချပြီးနောက်ထပ်ကိုတက်နဲ့လောက်အနေထားလေးနဲ့ပြန်ဆောက်ပြီးနေရတော့မှာမသားရေလက်ဖြိုးလည်းခွေလေးတက်ခွေဆိုတော့လေရာခနန်းရာခနန်းကိုတော်တော်များများလေးကုန်ပါလေဟိုဘတ်ဖွေးနဲ့ဘိုင်းနဲ့ဖြိုးမယ်ဆိုရင်ပဝန်းကျင်အင်းတွေထိခိုက်ရင်ပို့ပြီးဆိုးမှာဆိုလို့လက်ဖြိုးပဲဖြိုးတယ်တလခွေနှစ်လသုံးလလောက်လို့ကြာရင်ကြာမှာပေါ့သုံးနှစ်ပဲနေခဲ့ရဆိုတော့ကိုကိုတိုင်းတော့နေလို့မဝတော့ဘူး အဲ့တော့တော့အများကြီးတော့မကုန်ပါဘူးတဲ့အဲ့တော့ကုန်ရသေးအနေနဲ့လွှဲတော့တုံးတော်ဝင်းကျင်ပေါ့အခုဒီနေသားကိုတောင်းငန်းန်းဆိုတော့အိမ်မက်တော့မလွတ်မရတော့ဘလို့မှလည်းမဖြစ်နိုင်တော့ဒီလိုပြန်ဆောင်းလိုက် ။အော်အေး MZ ကလေးတွေပဲ။အေးမင်္ဂလာပါသားလို့ရေး။တခုတည်းတော့ဆုံးဖြတ်ချက်ပဲချတော့လေ။ဖြိုးချရုံမရှိတော့ဘူး။ဖြိုးချပြီးနောက်ထပ်ကိုတက်နဲ့လောက်အနေထားလေးနဲ့ပြန်ဆောက်ပြီးနေရတော့မှာပဲတာကြီး။ဟိုရိုက်ပြုတ်တဲ့အဆင့်ထိတော့မရောက်သေးဘူး။အဲ့ဒါအကောင်းလေးရောက်နိုင်တဲ့ဟာလေးတွေကိုအကုန်လုံးအကောင်ရနိုင်တဲ့ဟာလေးအကုန်ပြုတ်ယူနေတယ်သားရင်အဲ့လိုလေးတွေပါဆက်မှာချင်းဒီဘလောက်လောက်ပြီးပါလဲလိုက်ကြည့်လိုက်အာလိုက်ကြည့်ပြီးပါလို့ပြောရမှာနော်အေးသားကြီး ီအတတ်ပညာရှင်အသိပညာရှင်တွေလည်းအများကြီးခေါ်ပြီးပြတယ်တိုင်းမင်းဆွေးနွေးတယ်ပေါ့နော်ဖြစ်နိုင်ရင်ကိုယ်ကလည်းဒီလောက်ဟိုဆက်ရှင်နေလောက်အကျိုးစားပြီးတော့လှုပ်လာတဲ့ဟာဆိုတော့လေပြန်ပြီးကုစားလို့ရရင်ကုစားချင်တာမဟုတ်ဟိုအကြံပေးမှုတွေကလည်းဆက်မနေဖို့ပဲအကြံပြုတဲ့အတွက်အဲ့တော့နောက်ပဲဆုံးအစင်းတော့ဖြိုးချောက်ကိုပဲဆုံးချလိုက်တော့တယ်ဘေးပတ်ဝန်းကျင်အိမ်တွေလည်းမထိခိုက်စေချင်တဲ့အတွက်ကိုယ်ကလည်းအထက်ကများတဲ့ခါကျတော့လေသိတယ်မဟုတ်လား အဲကြောင့်မို့တစ်ထက်ချင်းတစ်ထက်ချင်းဖြိုးချိုင်းနဲ့ပစ္စည်းလေးတွေလည်းခုနပြောလို့ဘတ်ကေးလေးတွေရဲတကားလေးတွေကျွန်းတကားလေးတွေအဲနောက်ပြီးတော့အလူမီနီယံတကားလေးအကောင်လေးတွေပြန်ရကျင်တာပေါ့နောက်ပြီးတော့ဝါကြိုးလေးတွေစားပြီးတော့အကောင်လေးတွေပြန်ရရင်ကိုတက်နိုင်လို့ပြန်ဆောက်တဲ့ခါကျတထောင်းတနေရာကနေကုန်းကျစရိတက်တအောင်ဆိုပြီးတော့အဲလက်ဖြူပဲဖြူလိုက်တော့တယ်ဒီတက်လာလေတော့ပြီးနေအဲတော်တော်လေးခီးရောက်သွားပြီလို့ပြောမှဒီမှာလက်စေးကန်လေးတွေရဲ့ အဲဒီဂျပန်ခွဲလေးတွေရယ်ဒီအလူမီနီယံငကားလေးတွေရယ်ပေါ့နော်ဒါကိုကိုတိုင်းလည်းအဖြုတ်ပြီးတဲ့ဟာလေးတွေပေါ့ဟိုကိုကိုတိုင်းလှုပ်အားနဲ့တန်းနေတဲ့လောက်ဝင်ပြီးလှုပ်တဲ့အတွက်တော်တော်ခရီးရောက်သွားပြီပြန်ဆောင်နိုင်ခဲ့ရင်ဒါလေးတွေပြန်အသုံးပြုမယ်ဆိုစိတ်ကူးလေးနဲ့အဲဒီပုံစံမျိုးလေးတွေအဲဒါကိုတိုင်းဝင်လှုပ်တဲ့အခါကျအကောင်းလေးတွေပြန်ရတာပါသားရေနော်ဒီဟာတွေကတိုင်းဒီဟာတွေကဟိုပက်ကေးတွေ ပက်ကေ့တွေခွာပြီးတော့ဒီမှာအလားအသက်မဖြစ်အောင်ပေါ့နော်ကိုပြန်ပြီးတော့အသုံးပြုလို့ရအောင်ဒီပက်ကေ့လေးတွေဆိုလဲအာဟွာအခုခေတ်ကာလဈေးနှုန်းလဲဆိုရင်လဲဝယ်မတက်နိုင်ဘူးလေဟိုတော့ကလောက်ထားတာမလို့ဒါလေးတွေလဲပြန်ပြီးအသုံးပြုလို့ရရင်အသုံးပြုလို့ရအောင်ဆိုပြီးတော့ဒီပက်ကေ့လေးတွေကိုလဲဂျက်ဖာလေးနဲ့တတ်တရရလေးပြန်ထည့်ထားတာအဲအတွင်းလေးကပရိဘောကပစ္စည်းတွေတော့အကုန်ပြန်သုံးလို့ရတယ်ပြန်သုံးလို့ရအောင်လဲကိုကိုယ်တိုင်လဲဝင်ပြီးတော့ကြီးကျက်ပြီးတော့ အဲကိုကိုတိုင်းလည်းဝပြီးလုံနေတဲ့အတွက်လည်းအဆင်ပြေတော့ပါတယ်ဒါလေးတည်းပိုင်ဟုတ်အခုကတော့ဦးမင်းရဲ့ဟိုမှာဟိုမှာလည်းမြင်တဲ့တိုင်းပဲဦးမင်းအမျိုးသမီးကလည်းသူကိုယ်နဲ့လည်းဝင်ပြီးတော့မိမဒီဒီဘက်ဒီဘက်ချလာအေးအေးဒါဒါအဲဒါလေးတွေပဲဒီပက်ကေးလေးတွေအကုန်လုံးဂျပ်ဖာလေးနဲ့တတ်တတ်ရလေးဆိုတော့ပြန်သုံးလို့ရတာပေါ့သားရေကိုကလည်းရှိစုမဲ့သူလေးလှုပ်ထားတဲ့အခါကျတော့တော့ညောတော့ညောတာပေါ့ဒါ ဖြစ်ပြီးသွားတော့လည်းမတတ်နိုင်ဘူးပေါ့ဖြစ်ဖြစ်ချင်းတော့ကိုကတော့ဘယ်မှာနေရမလဲဘယ်မှာစားရမလဲပေါ့ဒါပိုင်ဆိုင်မှုတွေဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာစိတ်ချမ်းသာမှုတွေနောက်ထပ်အဆုံးရှုံးမခံတော့ဘူးလို့ငါတို့ဘဝကိုပြောပြောချင်ချင်ပဲအကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့စိတ်ကူးမျိုးကိုသူ့ကိုအမြဲတမ်းပြောပြပေးတယ်ကလေးတွေကသားနဲ့သမီးတွေကလူရည်လို့ဖြစ်လာတဲ့သူတို့ကအဲရကုန်ကဲနေပြီးတော့လူရည်လို့ဖြစ်လာတဲ့အဲ့လိုနေခဲ့ရဆိုတော့သူတို့အတွက်တော့စိတ်မကောင်းဘူးပေါ့ ဟိုအိယာဝင်တဲ့အချိန်တိုင်းမှာခံစားရတာတအားခံစားရတယ်အိယာဝင်တဲ့အချိန်တိုင်းပြန်ပြီးစူးစမ်းရမှာအရင်ကမနဲ့လေးနိုင်ထုတ်ရင်အိယာထားရတယ်အခု၃နိုင်တို့ထားရမှာပေါ့ညကြ၁၇နိုင်မှအိယာတယ်အခု၁၂နိုင်အိမယ်ပေါ့အသက်မသေးသေးဘူးလေရှင်းနေသေးတယ်လို့ကျမ်းမာရေးလည်းကောင်းနေသေးတယ်တားနဲ့သမီးကငယ်သေးတယ်ပေါ့နော်ကျမ်းမာနေသေးတယ်အောင်မြင်မှုဆိုတာအမြင်နဲ့ရရှိနေမှာလေမင်းကတော့မအားမလို့နော် လက်ပြိုလည်းခု၄၀ခွဲဆိုတော့လေရာခနန်းရာခနန်းကိုရာခနန်းကိုတော်တော်များများလေးကုန်ပါလေအဲ့တွက်လည်းဟိုသူတို့လည်းလောရတဲ့ကလေးလေးကြီးလိုက်တော့သူတို့လည်းတကယ်ကိုဟိုတက်သွန်ဆန်များတကယ်လောရရှာတာဆိုတော့လေရာခနန်းကုန်ပါလေပြီးသွားရင်တော့ကိုတက်နိုင်တဲ့အတိုင်းဒါလေးနဲ့တစ်ထပ်ပဲတက်နိုင်တက်နိုင်နှစ်ထပ်ပဲတက်နိုင်တက်နိုင်ပြင်တော်ရင်လေးပဲတက်နိုင်တက်နိုင်အကောင်းဆုံးဖြစ်အောင်လို့ကုမိသားစု နှွေထွေးလုံုံနဲ့ပုံစံမျိုးလေးဖြစ်အောင်တော့ပြန်တည်ဆောင်းမယ်လို့တော့ဒါဦးမေရွေကျက်တဲ့ထားတယ်လို့စိတ်ကူးလည်းရှိတယ်အဲ့ဒါလေးတော့ဒီအလေးဒီထဲမှာ2012ကောင်2020ကောင်မှစတာလေ2020 23 24ဆိုတော့25မှာဖြစ်တယ်လို့၃နှစ်ပဲနေခဲ့ရတယ် သုံးနှစ်ပဲနေခဲ့ရသလိုကိုကိုတိုင်တော့နေလို့မဝဘူး။ဒါသုံးနှစ်ကြော်ကြော်လေးပဲနေခဲ့တဲ့ခံစားမှုကြီးကဘာနဲ့မှမတူဘူး။တမျိုးကြီးပဲဘလို့ကြီးလဲအဖော်မပြတ်တတ်ဘူးအဲ့ခံစားချက်ကြီးရတယ်။အဲ့တော့တော့အများကြီးတော့မကုန်ပေါင်းတိုင်ရဲ့အဲ့တော့ကုန်ရသေးအနေနဲ့လွှဲရင်တော့3000ဝန်းကျင်ပေါ့။အခုဒီနေသားကိုတောင်းငန်းဆိုတော့အိမ်မက်တော့မလွတ်မရတော့ဘလို့မှလည်းမဖြစ်နိုင်တော့ဒီလိုပြန်ဆောင်နိုင်မှာ ဒီမြေကလေးနဲ့ပတ်သက်ပြီးတော့လည်းမတိမြဲတဲ့သင်္ခါရတရားတွေကိုလည်းကောင်းကောင်းနားလည်တယ်။နောက်ပြီးတော့လူတွေရဲ့သဘောတရားကိုလည်းတော်တော်လေးကိုသိလိုက်တယ်သားကြီး။ဘာလို့လဲဆိုတော့ကိုကိုညီဖေးမှဘူးတဲ့လူတွေဒီလူတွေကငါအခက်အခဲတစ်ခုခုရောက်ရင်သူတို့စီကစိတ်ခွန်အားဖြစ်ဖြစ် စိတ်သက်ခွန်အားပဲဖြစ်ဖြစ်တခုခုပေါ့နော်သူတို့ကြီးရလိမ့်မယ်လို့ညှို့လင့်ထားတာအဲ့ဒါတွေကကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေရောတပည့်တပန်းတွေရောအများကြီးပါမန္တလေးမှာရှိနေတဲ့အမျိုးကြီးအဆွေတွေရောအမျိုးမတော်တဲ့လူတော်တော်များများတော့ဦးမင်းကိုလေ့လူရှုထားကြလားမေ့နေကြတယ်ညီမပါလေး ဒီလိုလေတစ်ချိန်ကျရင်လာကြမှနေမှာပေါ့ဘယ်တော့မှမျော်လင့်မထားခဲ့ဘူးတဲ့ဒါဦးမင်းဆိုတာတစ်တော့ဆော်တာတစ်တော့ဘောက Facebook ဘောကအသိမိတ်ဆွေတွေအပြင်မှာတွေ့တောင်မတွေ့ခဲ့ဘူးတဲ့မိတ်ဆွေတွေဆရာတော်တန်ဃာတော်တွေရောမျော်လင့်မထားတဲ့လူတွေရရလာတဲ့အကူအညီတွေကလေကို့အတွက်လို့ဖော်မပြတဲ့လောက်အောင်ယေရှုတင်ရတယ်တကယ်ပြောတာကိုယ့်ရဲ့နဲ့ပတ်သက်လူတွေတနိုင်ငံလုံးတိုင်းတိုင်းနဲ့ထုံပဲဖြစ်ဖြစ်နတ်စည်းပဲဖြစ်ဖြစ် ကွင်းပစ္စည်းနဲ့ပတ်သက်လို့ဆက်သက်ပစ္စည်းမျိုးကုန်မျိုးစုံကိုလည်းအကုန်လုံးဥပဒေမှာမှာလို့ရပါတယ်ရုံုံကြီးကြီးနဲ့အကုန်လုံးကိုလည်းပစ္စည်းမှန်ဈေးနှုန်းတက်တက်တောက်တောက်နဲ့ဖြစ်အောင်အကုန်လုံးကိုလည်းကိုတို့ကိုရီးယားလမ်းမေးဈေးတယ်လေလမ်းမေးဈေးတယ်ဆိုတာကစင်ရက်ကိုမိုင်လုပ်ငန်းဖြစ်တဲ့အတွက်ကိုလိုလမ်းမေးဈေးတယ်လေးတွေကိုလည်းအသက်နိုင်ဆုံးပစ္စည်းမှန်မှန်ကန်ကန်လေးနဲ့ဈေးနှုန်းတက်တောက်တက်တာဖြစ်အောင်အကုန်လုံးလည်းမှားတဲ့လူတွေကိုလည်းစေတနာမေတ္တာကိုရှိထားပြီးလုပ်ပြီးတယ်လူကျင်တဲ့လူတွေချင်းလည်းမှားလို့ရပါလေလို့ ိုက်လေးမှာအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်